နောက်ထပ်မေးဖို့ရအောင်ရှင်ဖျာလောဘနဲ့ဒေါသရဲ့အထိပ္ပယ်ကိုလူတိုင်းသိတော်တယ်မောဟရဲ့အထိပ္ပယ်ကိုသိချာနားမလည်ပဲရှိပါတယ်ဒါကြောင့်မောဟရဲ့အထိပ္ပယ်ကိုလူတိုင်းနားလည်အောင်ရှင်ဖျာရှင်းပြပြီးတော့မှာပါမောဟဆိုတာကိုတွေးဝေတယ်လို့ဖမတွေကပြန်နေရှိတယ်အင်္ဂလိပ်လိုတော့ delusion လို့ပြောတာတွေးဝေတယ်ဆိုတဲ့အထိပ္ပယ်ကသူကလှုပ်တဲ့အလုလားမလှုပ်တဲ့အလုလားလို့ဆုံးဖြတ်နိုင်စွာမရှိတာ ကျမပြမသိတာဒီစကားပြောတဲ့လားမပြောတဲ့ဘူးဆိုတာမသိဘူးကျမပြအဲ့ဒါကိုတွေးဝေတယ်လို့ခေါ်တာကျမပြအမှန်မသိတာပေါ့နော်ကျမပြတွေးဝေယုံနေမဟုတ်တော့ဘူးလှုပ်တင်တာကိုမလှုပ်တင်ဘူးလို့အထင်လွဲတယ်မလှုပ်တင်တာကြတော့လှုပ်တင်တယ်လို့အထင်လွဲသွားတယ်အဲ့ဒီလိုမောဟဆိုတာမလှုပ်တင်တဲ့အမှားတွေကိုလုံးမိစေတတ်တယ်လှုပ်တင်တဲ့အမှန်တရားကိုကြတော့ရှောင်ရှားပြီးတော့နေမိတယ်အဲ့ဒီလိုလွဲမှားချွတ်ချော်မှုတွေဟာမောဟရဲ့တဘာဝပဲဖြစ်တယ် လောကလူတွေဟာလေဒီအကောင်းဆိုးအကြောင်းကျိုးခွဲခြားမသိတာ မောဟပဲတမန်ပါခင်ဗျာခုနလောဘလိုချင်တာဒေါသကဟိုမုန်းတီးတာစိတ်ဆိုးတာကြောက်တာမောဟကြတော့ခုနလှုပ်တင်တာနဲ့မလှုပ်တင်တာပြောတင်တာနဲ့မပြောတင်တာအမှန်တရားကိုမသိတာတမန်ပါမတိသည့်အတွက်ကြောင့်မမရွေးရင်းနေပြုလို့မိတယ်တမပါဗျာပြီးတဲ့အခါကျတော့မှပြဿနာတက်လာမှအမှားဖြစ်လာတာမျိုးဖြစ်လာ တင်ပါဗျာအဲ့ဒါမောဟရဲ့အထိပ္ပာယ်ပဲပေါ့နော်တင်ပါဗျာဒါဆိုမောဟတွေ့ရတာတခုလည်းမဟုတ်ပဲနဲ့မလုံတနာကိုလုံမိတာလုံတနာကိုမလုံမိလုံမိသည်ထိအောင်သူ့ရဲ့ဟိုရင်းကအကျိုးတက်ရောက်မှုရှိတယ်တင်ပါဗျာဟုတ်တင်ပါဗျာကိုယ်ကဖြစ်စီတယ်တင်ပါဗျာလူတယောက်ကိုတင်ပါဗျာဒေါသကြောင့်ကိုယ်ကဖြစ်တာတော့ဟိုလူတိုင်းသိတယ်လေအချက်တကွယ်ကျိုးနေမပြောသင့်တဲ့စကားလေးပြောတာအဲ့ဒါဒေါသတင်ပါဗျာလောဘကြီးလို့အပြစ်တင်ခံရတယ်လောဘကြောင့် ရှေတဝဲအကျိုးနဲ့ရောက်တာသိတာလေမောဟရဲ့အရှေတဝဲအကျိုးနဲ့ကအမားတွေလို့လို့ဟာသလုတ်တဲ့သူတေယုဆောင်နေလို့ပေါ့အလုံးဟာလွယ်လွယ်မမားတွေအကုန်လုံးတင်ပါဗျာအဲ့လိုဆိုလို့တယ်နော်တင်ပါဗျာဗုဒ္ဓဘာသာပြန်ပွားတိုးတက်မှုအားကောင်းလာအောင်ယဟန်တန်ဃာတော်များအနေနဲ့တောထွက်ပြီးတော့တရားကျင့်တာထက်တောထွက်ပြီးတော့တရားကျင့်တာထက်စားလို့ရှိရင်ဘာသာစကားများတက်မြောက်ဖို့ကြိုးစားပြီးခေမီ ID နီးပညာများကိုအသုံးပြုတတ်ဖို့ လိုအပ်တယ်လို့အရှင်ဖျားထင်ပါသလားဗုဒ္ဓဘာသာပြန်ပွားနိုင်ရန်အတွက်ခိမိပညာရက်နှစ်ခိမိ ID ပစ္စည်းများကိုယဟန်တန်ဃာတော်များအနေနဲ့လ ీల အောင်ချသင်ပါသလားဒါကတော့အပြစ်ကင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုရင်တော့သုံးချလို့ရပါတယ်ဒီကဖျားလည်းပဲဒါမသုံးရဘူးလို့ကန့်တတ်ထားတာမရှိပါဘူးမြတ်စွာဘုရားရဲ့ဟိုဆွဆုံးမမှုမှာလည်းပဲတောထက်ပြီးတရားကျင့်တာကတော့ကိုချိုးအတွက်လုပ်ကြတာပေါ့ နောက်ပိုင်းမှရောက်တဲ့အခါမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေပြတ်ပေါ်အောင်ဆောင်ရွက်မှုကိုဥစားပေးလာတာရှိတယ်နောက်ပိုင်းကျတော့လေမှန်ပါဗျာအဲ့တော့ဘာသာစကားတမျှောက်ကိုစ조사ပြီးခိမိနိပညာတွေသုံးတတ်ဖို့လိုအပ်ပါတယ်လိုအပ်ပါတယ်လိုအပ်တဲ့ဟိုအနေထားမှာရှိပါတယ်တမန်ပါဗျာဘာကြောင့်လို့ဆိုလို့ရှင်ဘုန်းကြီးတို့အဂျမနီနိုင်ငံကို၅ခေါက်ရောက်ဖူးတယ်တမန်ပါဗျာဂျာမန်လူမျိုးတွေကပင့်လို့ဖုံဖုံသွားတာတမန်ပါဗျာ ဇမန်လူမျိုးတွေကဘာအတွက်ဖုံးပင်တာတုံးဆိုအဘိဓမ္မာတင်ညာလို့အဘိဓမ္မာတင်ညာပို့ချတာတမပါဗျအဲ့တော့2003လောက်ကနေပြီး2018တိအောင်ဖုံးဖို့သွားတယ်သွားပြီးအဘိဓမ္မာတင်ညာနေပို့ချတယ်သူတို့ဘုရားရဲ့တရားတော်တွေကို agreement မလုပ်ဘူးမျက်မျက်နှိုးနှိုးစူးစမ်းပြီးတော့တင်ညာတယ်တမပါဗျခဏလေးလူချင်းတုံးမယ်တမပါဗျလူချင်းတဲ့လူတွေအများကြီးရှိတယ်တမပါဗျဘုန်းကြီးအမေရိကန်မှာနေတော့ကထောင်ထဲကနေပြီးလူတယောက်ဖုံးဆက်တယ်တမပါဗျ ောဆဲတော့သူကဗုဒ္ဓဘာသာပါပေါ့သူတရားဟောပေးဖို့ဆိုပြီးတော့အဲ့လိုဖုံးစရတယ်အကျုံရတယ်ဘာလူမျိုးပါလဲရှင်ဗျာဒီအမေရိကမှာအမေရိကလူမျိုးပဲမြန်မာလူမျိုးမဟုတ်ဘူးမြန်မာလူမျိုးမဟုတ်တင်ပါဗျာအင်္ဂလိပ်လိုပြောတယ်တင်ပါဗျာနော်အဲ့လိုဟာတွေရှိတယ်အခုလည်းပဲသိပ္ပံဆရာတွေဗုဒ္ဓဘာသာပဲကိုကူပြောင်းတာတွေရှိတယ်မဟုတ်လားတင်ပါရှိပါတယ်တော့ဘောလုံးသမားတွေလည်းပြောင်းတာတွေရှိတယ်လေတင်ပါဗျာအခုဘာလို့တော်တော်ကပြောင်းသွားတယ်လူတွေ အရာရှိတွေတောင်ပြောင်းတာတွေရှိတယ်လေတမန်ပါစစ်တပ်ဘက်ကအရာရှိတွေပြောင်းတာတွေရှိတယ်အခု mindfulness ရဲ့အကျိုးကျေးဇူးကိုလေ့ကျင့်ပြီးတော့ခံစားနာသူတို့ကိုယ်တိုင်ဘုရားဘာသာလို့မပြောပေမဲ့လို့ဖရာရဲ့တရားပဲဒါတမန်ပါနော်ဖရာရဲ့တရားတော်ကိုသူတို့ဟိုကျင့်တတ်နဲ့တက်လို့လက်ခံပြီးတော့နိုင်ငံသားတွေမှာတရားကျင့်နေတဲ့လူတွေရှိပါတယ်တမန်ပါအရေးတွေအားဖြင့်မများပေမဲ့လို့ဒီမြန်မာနိုင်ငံကဘယ်သူတို့ ဟိုအပြည်ပြည်ဆိုင်ရာ meditation center ဆိုတာအင်းရမြိုင်ဒီမှာဆရာကြီးဥပခင်ဒီမှာဗျာတရားစခန်းမှာနိုင်ငံညသားတွေအများကြီးလာပြီးကျင်းနောက်မဟာစီဆရာတော်တို့စင်တာမှာလည်းအများကြီးလာပြီးတော့ကျင်းကြတယ်ဒီမှာဗျာအဲ့ဒီကနေပြီးတော့ဆရာကြီးဥပခင်ရဲ့တပည့်တွေတဲ့ဟာတော်များများတော်များလွင်လမ်းသိဆရာမကြီးဆိုအင်္ဂလိပ်လိုတော့မတတ်ဘူးဒီမှာဗျာ ူ့ရဲ့တပည့်တွေအဖြူတွေအများကြီးပဲအင်္ဂလန်တို့နောက်တန်းကတားလေးစားတယ်သူခုရှိသေးလားတော့မသိဘူး။ तू ကအင်္ဂလိပ်ကိုမတတ်ပဲနဲ့ဘလို့တစ်ဖက်လူပြန်တဲ့။အဲမနဲ့မတတ်ပြီပဲလို့ तू broken ပြောတာပေါ့ဆိုလိုတာကတော့မတတ်ဘူးဆိုတော့ तू broken နဲ့ပဲပြောတယ်။မှန်ပါဗျာ။ तू ကတရားပြတယ်။ तू တရားပြတဲ့အတိုင်းပဲလိုက်နာပြီးတော့ချင်းချင်းကြိုးကိုအထောက်ကြတယ်။ သူ့ဒါလေးစားကြတယ်ဆရာမကြီးဆိုပြီးသူခန်းဆိုလို့ရှိရင်ဘသူမှတဲခွင့်မပြုသူတို့ကိုယ်တိုင်ကိုတတ်တတ်ပြန်ပြန်လုပ်ပြီးတော့ထားတယ်ဆရာမကြီးခန်းဆိုပြီးဘုံဝဲဒီ M MC ဆိုတာတွေကိုရောက်ခဲ့ဘူးတယ်သူကဟော IMC လို့ခေါ်တယ် International Meditation Center တင်ပါဗျာဖွင့်ထားတယ်အများကြီးတင်ပါဗျာအမေရိကန်မှာမေရီလင်းပြည်နယ်ရဲ့အဆုံးမှာ IMC တခုဘုံရောက်ခဲ့ဘူးတယ်တင်ပါဗျာအဲ့ဒီ အမေရိကန်နေကြီးပဲအဲ့ဒီမှာတမန်ပါဗျာအမေရိကန်နေကြီးပဲတမန်ပါဗျာနောက်မက်ဆာချူးဆက်မှာလည်းပဲဒီမဟာစီနဲ့ဆက်ပြီးတော့ meditation center တခုလောက်ထားရှိတယ်တမန်ပါဗျာ meditation ကမ္မထအထုတ်ဖို့လို့အဘိဓမ္မာသင်ညင်းတယ်လို့ဘာသာတရားကိုဒီပါဠိဘာသာနဲ့မြတ်စွာဘုရားရဲ့ဆုံးမတွေကိုသင်ညင်းတယ်ဆိုလို့ရှိရင်ဒီပမာပြည်ပဲလာကြတာ ဘုလို့အများစုကြီးမဟုတ်တော့မှပဲဒီစိတ်ဝင်စားမှုတွေအများရှိတယ်တမပါဗျာအဲ့တော့အဲ့ဒီထက်မှဗမာဘုန်းကြီးတွေကအင်္ဂလိပ်စာသင်ခွင့်ရတာတိတ်မကြသေးဘူးရှေးရခင်ကဆရာတော်ကြီးတွေကလည်းကိုကျောင်းနေတယ်ကိုတော့အင်္ဂလိပ်စာသင်အကြောင်းမနေရဘူးနှင်ထုတ်ခါတမပါဗျာတခါတည်းကမှလည်းအင်္ဂလိပ်စာသင်တဲ့ဘုန်းကြီးကိုမထောက်ပံ့ဘူးတမပါဗျာတစ်ချိန်တော့အဲ့လိုလုပ်ခဲ့တယ်အခုအင်္ဂလိပ်စာသင်ခွင့်ရတာတိတ်မချသေးဘူးပမာတမပါဗျာတမပါဗျာဘုန်းဘုန်းတို့ငယ်ငယ်တုန်းကကိုမသိရဘူးတမပါဗျာ တင်เจ้าမနေရဘူးတမပါဗျာเนาะအခုမှအင်္ဂလိပ်စာသင်နေဆိုတော့ပြောရမယ်ဆိုရင်ဒီ9093ဒီနောက်ပိုင်းလောက်မှဖြစ်လာတယ်တမပါဗျာ1990ပတ်ဝန်းကျင်88ဒီနောက်ပိုင်းကျမှပို့ပြီးတော့ပေါ်ပေါ်လွင်လွင်ဖြစ်လာတယ်တမပါဗျာအခုချိန်ဒီတချို့เจ้าတွေကအင်္ဂလိပ်စာသင်တာလက်မခံသေးဘူးတမပါဗျာအဲ့လိုဟာတွေရှိတယ်တမပါဗျာအဲ့တော့ဘာသာစကားတတ်ပြီးတော့ခေမီနီးပညာတွေကိုသုံးပြုပြီးတော့တရားဓမ္မဖြည့်မယ် ဖြန့်ဖြူးပေးမယ်ဆိုရင်အခုတည်းတိုးတက်နိုင်စရာရှိတယ်တမန်ပါဗျာအဲ့ဒီတလောတုန်းကတိရိလင်ကဆော်ဒီအာရေဗျာနိုင်ငံမှာတိရိလင်ကဘုံကြောင်တစ်ကြောင်ရှိတယ်တမန်ပါဗျာဘောဒီပင်နဲ့ပါနဲ့အဲ့ဆော်ဒီအာရေဗျာမှာအင်တာဗျူးလုပ်တာတွေ့လိုက်တယ်ဘုံတမန်ပါဗျာဒါနဲ့ကနော်တမန်ပါဗျာသူကအစ္စလာမ်နိုင်ငံပဲတမန်ပါဗျာအဲ့ဒီမှာဘုရားဘာသာဘာသာရှိနေတယ်အဲ့ဒီမှာတမန်ပါဗျာ ဘုန်းကြီးကျောင်းလက်ခံထားတယ်တမပါဗျာတော့တကယ်ရတော့ဖြန့်ပြူးနိုင်လို့ဒီဘာသာတရားပြန်ပွားတယ်ဆိုတာလူရဲ့ဆန္ဒနဲ့လည်းတူတယ်တမပါဗျာလူဆိုတာကလူတွေရဲ့အမြင်ကိုပြောင်းဖို့ဆိုတော့ခက်ခဲတယ်တမပါဗျာသူကိုယ်တိုင်ဆန္ဒရှိလာမှပြောင်းနိုင်တာတမပါဗျာမှားရမှန်တာတခြားတမပါဗျာကိုယ်အယူဆကိုပြောင်းနိုင်မှုအမှန်တမ်းခဲတယ်တမပါဗျာတမပါဗျာအဲချို့မပြောင်းနိုင်တာတွေလည်းရှိနိုင်တယ်ပေါ့နော်တမပါဗျာအဲ့တော့ခုနကလို့ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုလက်တွေ့ကြကြဟောပြောပြသမယ်ဆိုလို့ရှိရင်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေကတနေ့တစ်ခါများပါတယ်။တမန်ပါဗျာ။ဂျာမနီတော်တော်ကဂျာမန်ဘုန်းကြီးတစ်ပါးကဖုံးဖို့ပြောဦးတယ်။တမန်ပါဗျာ။တစ်ချိန်ကြာလို့ရှိရင်နဲ့ဗုဒ္ဓဘာသာဟာသူတို့ဥရောပမှာထွန်ကားပါလိမ့်မယ်တဲ့။တမန်ပါဗျာ။အခုဖမပြည်တို့အရှတို့ထွန်ကားနေပြီမယ်။တစ်ချိန်ကြာရင်အဲ့ဒီမှာထွန်ကားမယ်တဲ့။ဘာကြောင့်သူပြောတာတော့ဆိုလို့ရှိရင်ဖမလူမျိုးတွေရဲ့အများစုရဲ့စိတ်က ဘာစိတ်တွေရှိသလဲစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘုမာလူမျိုးတွေက လောကစည်းစိမ်ဥစ္စာကိုအပြည့်အဝမခံစားရသေးတော့တိုက်တဲ့တိုက်နဲ့နေခြင်းနဲ့ကားစီးခြင်းနဲ့တယ်လီဗီရှင်းနဲ့ကြည့်ခြင်းနဲ့တယ်လီဖုန်းရခြင်းနဲ့ဆိုတဲ့လူတွေများတယ်လေတမပါဗျာမမချောရတီကြည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေကိုလူလောကဘက်မှာအသုံးဆောင်ဖို့တမက်တမောရှိနေကြသေးတယ်သူတို့စီကြတော့အဲ့ဒါတွေကိုမလို့ချင်တော့ဘူးတမပါဗျာမလို့ချင်တော့ဒါတွေကိုသိပြီးတံမိုးမထတော့ဘူးတမပါ စိတ်နှလုံးအေးချမ်းမှုကိုတမိုးထားလားမှန်ပါဗျာမှန်ပါဗျာအဲ့တော့စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာဘုရားရဲ့အဆုံးအမတစ်ခုပဲရှိတယ်တမပါဗျာဒါကြောင့်မလို့သူပြောတာတနေ့ကြာလို့ရှိရင်သူတို့နိုင်ငံမှာဘုရားဘုရားဘာသာပြန်ပွားလိမ့်မယ်ဆိုပြောလို့ရနိုင်တဲ့အနေအထားမျိုးလေးတွေတာဆူနေတာရှိတယ်တမပါဗျာနောက်ထပ်မိကွန်တစ်ခုကတော့မောင်ဖြူနဲ့မောင်နီမှာဥပမာပေးရလို့ရှိရင် မောင်ဖြူကမိဘကိုတနိုင်စာဝေယဝစ္စလုပ်ပေးတယ် သို့သောဖျားရှိခိုးတရားထိုင်ခြင်းမလုပ်ပါဘူးမောင်နီကအဲ့ဒီတဏှာကြီးမှာဖျားရှိခိုးတရားထိုင်ခြင်းလုပ်ပါတယ်သို့သောမိဘကိုဝေယဝစ္စမကူပေးပါဘူးအဲ့ဒီနောက်မှာဆိုလို့ရှိရင်ဘယ်တယောက်ကိုမျက်စောဖျားချီးမွမ်းမယ်ထင်ပါလဲဘယ်သူကကုသပို့ရပါလဲရှင်ဖျားဒါတော့တရားထိုင်တဲ့လူကိုပို့ချီးမွမ်းမှာပဲတင်ပါဗျာမျက်စောဖျားဟောထားတဲ့ဒေသနာတဘောရှိတယ်အတ္တဒတ်ထံပရထေနဘဟုနာပိနာဟပိသူများအကျိုးဘလောက်ဖဲများများ ကိုအကျိုးစီးပွားကို ကိုကဆွေရပြက်ပြားမခံရဘူးလို့ဆိုတယ်တင်ပါဗျာတခါတော့ကမြတ်စွာဘုရားကနောက်၃လနေလို့ရှိရင်ပြိဋိဘဆန်တော့မယ်ဆိုတာကိုကြီးညာလိုက်တယ်အဲ့လိုကြီးညာလိုက်တဲ့အခါမှာရဟန်းတန်ကအများစု ပုထုဇဉ်တွေကဘာဖြစ်ကုန်လဲဆိုရင်ဟာဘုရားက၃လပဲရှိတော့တယ်ဆိုတော့တို့ဘုရားနာမှာ နေကြမယ်ဆိုပြီးတော့တုံးတယုံယုံဖះနာမှာပဲနေပြီးတော့တိုင်းမြင်ပြီးတော့ဖះမရှိရင်ဘယ်လိုလုပ်မလဲဆိုတာဒီပေါ့လေဖះကိုဝိုင်းဝန်းပြီးတော့ဝန်းရံကြတာပေါ့တင်ပါဗျာယဟန်တပားကတော့ तू ကဘလို့တွေးတော့ဆိုဟာဖះက3လဟိုဘက်မှာ तू မရှိတော့ဘူးဆိုတဲ့အချိန်မှာငါဖះရှိတော့မယ်တရားဓုတရားမြတ်ရအောင်ငါကြိုးစားမှာပဲဆိုပြီးသူများတွေနဲ့ဘသူနဲ့မှမတိုင်မင်ဘူးတရားကိုပဲကြိုးစားပြီးတော့အထုတ်တယ်အထုတ်တဲ့အခါကျတော့အများစုက ဒီကိုတော့ဘုရားပေါ်မှာဟိုတံမိုးမထားဘူးပေါ့ငါတို့လို့တံမိုးထားမယ်ဆိုလို့ရှိရင်ငါတို့နဲ့ပေါင်းရမှာပေါ့ငါတို့လို့တလို့ပဲလို့တင်တယ်အခုတော့သူကသူတရားပဲထိုင်နေတယ်ဆိုတော့ဘုရားပေါ်မှာသူကအမြင်မကြည့်တဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်ဆိုပြီးတော့ဘုရားကိုတော့တိုင်ညာတိုင်တဲ့အခါမှာမြတ်စွာဘုရားခေါ်မေးတယ်ခေါ်မေးတော့အဲ့ဒီယဟန်ကသူ့ရဲ့ရည်ရွယ်ချက်ကိုရှောက်တယ်တပီးတော့ဟာတဲ့ဘုရားတုံ့နာပဲရှိတော့မယ်ဆိုတဲ့အချိန်မှာဘုရားရဲ့မျက်မှောက်ပေါ်မှာ သူဟာတရားဥဒိယမြတ်ရာရှင်လို့ကြိုးစားပါတယ်ဆိုတော့မြတ်စွာဘုရားသူ့ကိုသာလို့ခေါ်တာကျမဗျာနော်ကျမဗျာအဲ့ဒီဇာလန်နေ့ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်ဟာကပူတံမိုးကြည့်တယ်လဲမိဘကိုရဝဆလုပ်ပေးတာတံမိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးတံမိုးရှိတယ်သို့တော့ဒီတရားထိုင်နေဆိုရဲ့အလုပ်ကိုသူကကြိုးစားပြီးတော့လုပ်တယ်ဆိုလို့ရှိရင်တော့သူ့ကိုပဲပူချီးမွှားရမယ်တော့ရှိတယ်သူ့အချိန်ပိုင်းနဲ့သူနှစ်ခုစလုံးလုပ်ရင်တော့ကောင်းတာပေါ့ မှန်ပါဗျာ compare လုပ်ပြီးပြောမယ်ဆိုရင်တော့မိဘလှုပ်ထတဲ့တရားထိုင်တာပုံမြတ်တယ်လို့ပြောနိဗ္ဗာန်ရောက်ဖို့အတွက်သူကပုံနီးသွားတယ်တမန်ပါဗျာမိဘလှုပ်ကြည့်တာကတိလရဲမှာပဲပါတယ်တမန်ပါဗျာတရားထိုင်တာကျတော့ဘာဝနာဖြစ်သွားတယ်တမန်ပါဗျာအဆင့်နဲ့ပြောမယ်ဆိုရင်တိလရဲတမာရီရဲဘာဝနာရဲဆွဲထည့်မဲ့ဘာဝနာပို့ပြီးတော့ထိတ်တန်ရောက်တယ်ပေါ့နော်တိလတော်ရီပညာပညာအဆင့်ရောက်သွားတယ်အဲ့လိုတော့တွေ့လို့ရပါ ဒီမီးခွားတော့ဥယျာဉ်မင်းထိုက်မီးရတဲ့မီးခွားဖြစ်ပါတယ်။သူသုံးထားတဲ့အသုံးနှုန်းတွေကိုတတိယတော့လည်းသေချာနားမလည်အတွက်အကယ်၍မီးခွားနေနဲ့လိုအပ်ချက်များရှိလို့ရှင်လည်းအရှင်ဖျားပြင်ပြီးတော့မူပါ။သူမီးရတာတော့စုတိကိစ္စပဏိတရီကိစ္စနဲ့ဘဝင်ကိစ္စတို့စောင်ရသောစိတ်ဆက်ကူပါတွင် အများစုမှာကုသိုလ်ဝိပါစိတ်လို့သာဖြစ်တော်လဲညီစည်းအတွက်ကြောင့်32ဘုံသားတို့အတွက်အပေဘုံနဲ့ဆိုင်သောပဏိတရီတို့သာအဖြစ်များပါသည်လေ အပေပုံသာအရောက်များပါသည်ခင်ဗျာသို့မဟုတ်ထိုစိတ်စကူပါတို့ဟာလူနဲ့နတ်တို့မှသာဖြစ်တဲ့စိတ်များပါလားမိဘအနေဖြင့်လူအမှုများရှိပါလေအရှင်ဖျားပြင်ဆင်ပြီးတော်မူပါဟုတ်ပြီသုတိစိတ်ပဋိသနိစိတ်ဘဝင်စိတ်သုတိကိစ္စတတ်တဲ့ပဋိသရိကိစ္စဆောင်ရက်တဲ့ဘဝင်ကိစ္စဆောင်ရက်တဲ့ဆိုအစင်တိုင်းပြောရမယ်ဆိုရင်လူတယောက်ဟာဘဝတစ်ခုကိုစတင်တဲ့စိတ်ဟာအကျိုးစိတ်တက်တက်ဖြစ်တယ်တင်ပါဗျာ အဲ့ဒီအကျိုးစိတ်ဟာခုနပြောသလိုကုသိုလ်ရဲ့အကျိုးများတယ်အကုသိုလ်ရဲ့အကျိုးက အကုသလဝိဘက်ဥပေက္ခတန်တိရဏတခုတည်းပဲရှိတယ်ကျမပြကျန်တဲ့ဟာတွေက16ခုကကုသိုလ်နဲ့ပတ်သက်တယ်ပေါ့နော်ကျမပြအကုသိုလ်နဲ့ပတ်သက်တာတခုပဲရှိတယ်ကျမပြဒီစိတ်နဲတာများတာက သူကအလုံးအပေဖုံးသားတွေရဲ့တတိတို့တတိစိတ်ဟာဒီစိတ်တခုတည်းနဲ့ပဲသွားတာပေါ့ကျမပြ အကုသိုလ်အလုံးရဲ့အကျိုးပေးပရိသေရိစိတ်အနေနဲ့ကြိုးပေးတာသူတို့ရဲ့အကုသလဝိပက်စိတ်ဆိုတာအလုံးမှာ9ခုပဲရှိတယ်အကုသိုလ်စိတ်က12ခုရှိတယ်မှန်ပါဗျာအလုံးကသူတို့ရဲ့အကျိုးကြတော့9ခုတည်းပဲရှိတယ်မှန်ပါဗျာဟာအဲ့ဒီ9ခုတည်းပဲရှိတယ်အဲ့ဒီအကုသိုလ်ဝိပက်စိတ်9ခုတည်းမှာ အပေ၄ပုံမှာစတဲ့မွေးဖွားခြင်းစတဲ့နဲ့စိတ်လေးကိုပရိသေရိ ကိစ္စတတ်တဲ့စိတ်လို့ခေါ်တယ်ပြိတရိကိစ္စကိုဆောင်ရွက်တဲ့စိတ်လို့ခေါ်တယ်တွေ့ပါဗျအဲ့ဒီစိတ်ဒီပင်နဲ့ဘဝတသက်လုံးဆက်လက်ဆောင်ရွက်နေသည့်အတွက်ကြောင့်ဘဝင်လို့ခေါ်ပြန်တယ်တွေ့ပါဗျနောက်ဆုံးအဆုံးသတ်သွားတဲ့စိတ်ကိုသုတိလို့ခေါ်တယ်တွေ့ပါဆိုလိုတာကပရိသေဘဝင်သုတိဆိုတာတဘွားတာအတိုင်းတာတစ်ခုမှအပြောင်းလဲမရှိတဲ့တစ်ခုတည်းသောစိတ်ပဲတွေ့ပါဗျအကုသိုလ်ရဲ့အကျိုးအနေနဲ့ဒီဘဝမှာစတင်တဲ့စိတ်ဟာ ဒီတစ်ခုတည်းဖြစ်တယ်တမန်ပါကုသိုလ်စိတ်ရဲ့အကျိုးအနေနဲ့ကတော့များတယ်တမန်ပါဘာကြောင့်များတာတုံးဆိုလို့ရှိရင်တော့အကုသိုလ်တွေစိတ်တွေအလုံးဟာလောဘဒေါသမောဟကိုအခြေခံကြတာဖြစ်တယ်ပေါ့တမန်ပါကြည့်မယ်ဆိုရင်အကုသိုလ်တွေမှန်သမျှရဲ့အခြေခံခိုက်မာတဲ့အကြောင်းတရားကလောဘဒေါသမောဟကိုအခြေခံတာဖြစ်တယ်တမန်ပါကုသိုလ်ရဲ့အခြေခံအကြောင်းနေကြတော့အလောဘဒေါသအမောဟတွေအခြေခံတာမဟုတ်ဘဲနဲ့ ကျန်တဲ့ကောင်းတဲ့အီချင်းရှိတဲ့သဘာဝတရားတွေကိုလည်းအခြေခံတာရှိတယ်။တမပါဗျာ။အဝိပါကလို့ဆိုရဲအကျိုးစိတ်ကိုသာဖြစ်တယ်။တမပါဗျာ။အပေပုံနဲ့ဆိုင်သောပရိသေဒါအဖြစ်များပါသလဲဆိုတာအပေကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ လောဘဒေါသမောဟအကုသိုလ်တရားတွေကိုအခြေခံပြီးတော့ဒီแท้ကပဲသွားတာဖြစ်သောကြောင့်သူတို့ထုတ်လုပ်လိုက်တဲ့အကျိုးဝိပက်ဟာအဆိုးအတွက် ဒီတခုပဲအဓိကဒါနဲ့ပဲသူတို့အတွက်သွားတာအကြောင်းတရားအနေနဲ့အဲ့လေအကုသိုလ်မှန်သမျှအဆိုးတွေကြီးပဲဆိုတော့တင်ပါဗျာအဆိုးချင်းကတော့အလုံးတူညီကြတယ်ပေါ့တင်ပါဗျာကုသိုလ်ကြတော့အကောင်းချင်းကွဲပြားခြားနားမှုတွေတော်တော်များတယ်တင်ပါဗျာဒါနကုသိုလ်ရှိတယ်ဒါနကုသိုလ်သည်သီလကုသိုလ်နဲ့မတူဘူးတင်ပါဗျာသီလကုသိုလ်သည်ဒါနတို့ဘာဝနာတို့နဲ့မတူဘူးဘာဝနာကုသိုလ်ကြတော့ဒါနသီလနဲ့လည်းမတူဘူးတင်ပါဗျာအဲ့လိုအစင်တန်းချင်းကလည်းပဲ ကုသိုလ်ပိုင်းကြတော့ကွဲပြားချမ်းသာတယ်တင်ပါဗျာအကုသိုလ်ပိုင်းကြတော့အလုံးလွှမ်းမိုးပြီးဖြစ်ပေါ်နေတာလောဘကိုအခြေခံနေဒေါသကိုအခြေခံနေမောဟမမနာတွေဒါတွေကိုအခြေခံတာဆိုတော့သူတို့အခြေခံကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးစိတ်ဟာသူကဒီဒီစိတ်ပဲဖြစ်တယ်တင်ပါဗျာဒီပရိဒိအနေနဲ့ဖြစ်တာတခုဒီဆက်လက်ပြီးတော့ဖြစ်ပေါ်နိုင်တာတွေက ဒီမျက်မှောက်အခေပေါ့ဘဝတစ်ခုမှဖြစ်နိုင်တာတွေကအလုံးခုနှစ်ခုရှိတယ်ပေါ့နော်တင်ပါဗျာအဲ့ဒီမှာပရိသေရေနေတာဖြစ်တာငရဲပဲဖြစ်ဖြစ်တရိษံပဲဖြစ်ဖြစ်ပြိတ္တပဲဖြစ်ဖြစ်အတုရကဲပဲဖြစ်ဖြစ်အလုံးရဲ့ပရိသေရေစိတ်ဟာအကုသလဝိပဲဥပိ္ခတန္တိရဏစိတ်ဆိုတယ်အကုသရဲ့အကျိုးဒီတစ်ခုတည်းနဲ့ပဲတော့ဟာဖြစ်တယ်တင်ပါဗျာဒါကအကျိုးစိတ်ဖြစ်သည့်အတွက်ကြောင့် အချောင်းတရားကိုပဲကြည်ရမှာဒီအကျိုးစိတ်နဲတာများတာနဲ့ဘာမှမဆိုင်ဘူးပေါ့နော်နော်တင်ပါဗျာအပေဘုံအယောက်များတယ်ဆိုတာလူတွေရဲ့တဏ္ဍမှာအကုသိုလ်စိတ်တွေအဖြစ်များတယ်တင်ပါဗျာလောဘတွေအဖြစ်များတယ်လောဘနဲ့အလောဘဒီနှစ်ခုကိုနှိုင်းရှင်ကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေတနေ့တာနေတဲ့အချိန်မှာလောဘကဖြစ်တာများလားအလောဘကဖြစ်တာများလားလို့ကြည့်မယ်ဆိုရင်အကုသိုလ်တွေဖြစ်တာများကြတယ်ပေါ့နော်ဒေါသလည်းတို့တူပဲမောဟလည်းတို့တူပဲ အဟုသူစိတ်တွေကဖြစ်တာများတယ်တမန်ပါအချိန်အားဖြင့်လည်းများတယ်အချိန်ကလည်းသူတို့ကြီးနေတယ်တမန်ပုဂ္ဂိုလ်တွေကမြင်လိုက်တာနဲ့တည်းကြိုက်နဲ့ကိုနှစ်သက်တာဆိုရင်ဖြက်ခနဲ့လူချင်းစိတ်ကဝင်သွားတယ်တမန်တွေ့တာစိတ်ကဝင်သွားတယ်ကိုမုံနဲ့မကြိုက်တဲ့အရာတွေ့လိုက်တာနဲ့သူကမုံနှိစိတ်တွေကဝင်သွားတယ်တမန်ပါနော်အမှန်မသိလိုက်လို့ရှိရင်မောဟဆိုတာဖြစ်သွားပြန်တယ်အဲ့တော့ဒီလောဘတောမောဟတွေကလူရဲ့ ဒီစိတ်တဘာဝကိုအမြဲတမ်းလွှမ်းမိုးထားသလိုဖြစ်နေတော့ဒီကုသိုလ်စိတ်ဆိုတာလေးကရမယခမှာဖြစ်တာဥပမာငါလှူမှပဲဆိုတဲ့စိတ်လေးကအမြဲတမ်းပေါ်တာမဟုတ်ဘူးတမပါဗျာရဖို့ပဲအမြဲတမ်းစဉ်းစားမယ်လှူဖို့ဆိုတာနော်ကိုယ်အစဉ်ပြေးလာလို့တဲ့အခါမျိုးမှာနောက်မောခံစားဖို့ဆိုတဲ့လောဘရဲ့လက်ထောက်ချမှုနဲ့ပဲသူကလှူအောင်မယ်ဆိုတော့ပေါ်လာဟုတ်တယ်မဟုတ်လားမှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာရလာပြန်တော့လူတွေက အဲနောက်ပူရဖို့အတွက်ငါလှူအောင်မပဲဆိုရလောဘဥဆောင်ပေးလိုက်ပြီးတော့အလောဘဆိုရကုသိုလ်စိတ်လေးကဖြစ်ခွင့်ရသွားသလိုရှိတာပေါ့နော်တဏကုသိုလ်လုံခွင့်ရသွားတယ်အော်အပေလေးပုံကြာမှကြောက်လို့ငါတီလာတော့ဆောင်အောင်မပဲဆိုတာလေအကုသိုလ်ကိုကြောက်လို့ဒီကောင်းတဲ့စိတ်ကလေးပေါ်တယ်ဆိုတာတစ်ခါတည်းရမယ်ပေါ်တယ်တင်ပါဗျာတစ်ခါတည်းရမယ်ပေါ်တယ်တင်ပါဗျာအများဆုံးဖြစ်နေတာတွေကတော့မောဟပဲလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာတွေကိုမမှန်ကန်ကမသိသည့်အတွက်ကြောင့် မလုံးတင်တာတွေကိုလုံးနေတယ်လုံးတင်တာတွေကိုမလုံးဖဲနေတယ်ဆိုရဲချွင်းချက်တွေပိုများတယ်တင်ပါဗျာလူတိုင်းလူတိုင်းမှာအဲ့တိုင်းဖြစ်တယ်တင်ပါဗျာတင်ပါအဲ့ဒါကြောင့်မလို့အပေပေါ်အရောက်များတာဖြစ်တယ်တင်ပါဗျာအဲ့ဒီအကုသိုလ်စိတ်တွေရဲ့အကျိုးကြတော့အကုသရာဝေဝေကတဏိရဏတခုတည်းပဲတင်ပါဗျာအပေပေါ်ဘာကြောင့်အရောက်များသလဲဆိုတာတော့ဒီပရိသေရိနဲ့မဆိုင်ဘူးအကြောင်းအကုသိုလ်နဲ့ဆိုင်တယ်တင်ပါအကုသိုလ်အဖြစ်များလို့အပေပေါ်ရောက်တာများတယ်လို့ပဲဒီလိုပဲမှတ်ရအောင် တင်ပါနော်တင်ပါဆရာအဲ့ဆိုတပြေတော့တစ်ခုထပ်ပြီးတော့မေးလို့ရာဥမာအဖြစ်ဖုံဖုံကခုနမိတ်နေဒါဒီမကောင်းတဲ့အကြောင်းအရာတွေပဲအကုသိုလ်စိတ်ပဲတွေးတောမိတာများရဲ့ဆိုတော့တပြေတော့ဆိုလို့ရှိရင်လှူတာလှူတာအလှူဒန်းလုပ်ခဲ့တာများတာပါဗျာဥမာအနီးဆက်ဆုံးအဖြစ်တပြေတော့ရဲ့အိမ်ရှိမှာပဲတပြေတော့ဝန်ထမ်းနေနေဖို့ဆိုပြီးတော့တိုက်လေးနှစ်ထပ်တိုက်လေးတလုံးတပြေတော့စောက်ထားတင်တာပေါ့အဲ့တော့အဲ့နှစ်ထပ်တိုက်မှာဝန်ထမ်းနေနေတဲ့ပုံမှာတပြေတော့အစင်မြဲတွေးတောပြီးတော့ပီတိဖြစ်နေရမျိုးဖြစ်တင်ပါလားရှင်ဗျာအဲဖြစ်တင်ပါတယ် ူများအတွက်ပေးထားတယ်ပီတိဖြစ်ရင်ဒါကုသိုလ်ဖြစ်တာပေါ့တင်ပါဗျာသူများကိုကိုယ်ကအဆင်ပြေအောင်လုပ်ပေးထားတယ်သူတို့အဆင်ပြေတာကိုကြည့်ပြီးတော့ဝန္တာပီတိဖြစ်နေရင်ကုသိုလ်စိတ်တွေထပ်ပေါ်လာတာပဲဒါတင်ပါဗျာအများတွေလုပ်ပေးတာမှသမ ्या ကုသိုလ်တွေကြည့်ပါပဲတင်ပါဗျာကုသလဝိဖက်တီများတယ်လို့သူကပြောထားတယ်ထင်မယ်တင်ပါအရေးအတွက်အဖြစ်မှာများနေတာလေတင်ပါဗျာအရေးအတွက်များတာကခုနလိုပဲကုသိုလ်ဖြစ်ပုံခြင်းကကွယ်ပြားဌာနနေတယ် တမဖြာအကုသိုလ်ကြတော့အလုံးဟောလောဘဒေါသမောဟကိုခြေခံကြတာဖြစ်သွားကြအောင်အဆိုးချင်းတူတယ်သူကအပြစ်ရှိတာချင်းသွားတူတယ်တမဖြာမကောင်းတဲ့အကျိုးပေးတာချင်းသွားတူတယ်တမဖြာအဲ့အလုံးတူညီမှုအခြေခံဟိုချောက်မို့လို့သူပရိသေတွေဆရာတခုတည်းလို့ပြောရမှာဖြစ်တယ်တမဖြာကုသိုလ်ကြတော့ဒါနကုသိုလ်ဟာတိလနဲ့ခြားနာတယ်တိလကုသိုလ်ကလည်းဘာဝနာနဲ့ခြားနာတယ်ဒါနာကုသိုလ်တိလကုသိုလ်ဘာဝနာကုသိုလ်နောက် လူကြီးသူမတွေပေါ်မှာယုတိလေးစားမှုတို့ဝေယဝိဆာဆောင်ရွက်မှုတို့သူများကိုအကျိုးရှိတဲ့စကားတွေပြောဆိုမှုတို့အကျိုးရှိတဲ့စကားတွေပြောတော့နားထောင်မှုတို့မှန်ပါဗျာနောက်ပြီးတော့ကိုရထားတဲ့ကုသိုလ်ကောင်းမှုကိုတို့မျှဝေပေးမှုတို့ကိုယ်ကတိုင်ကုသိုလ်ရအောင် လုပ်မှုတို့နော်သူများကမျှဝေပေးတာကိုဝမ်းသာမှုတို့မှန်ပါဗျာကံကံရေးကြိုးလက်ခံမှုဆိုတော့ကုသိုလ်တွေကသူကတစ်ခုနဲ့တစ်ခုမတူအောင် ကွပြားချမ်းသာမှုတွေရှိတာပေါ့နော်တင်ပါဗျာကွပြားချမ်းသာမှုရှိသည့်အတွက်ကြောင့်အဲ့ဒီကုသိုလ်အားလျော်စွာဆောင်ရွက်တဲ့ဖြစ်ပေါ်လာတဲ့အကျိုးပေးပဲစိတ်တရားသူကမတူညီဘူးပေါ့တင်ပါဗျာဝါမဲဒါနကုသိုလ်ကသီလကိုမမှီဘူးတင်ပါဗျာသီလကုသိုလ်ကလည်းပဲဘာဝနာကိုမမှီဘူးတင်ပါဗျာကုသိုလ်မှာအဲ့လိုသူအချိန်ဝါချင်းကွပြားချမ်းသာကြတယ်တင်ပါဗျာလောဘဒေါသမောဟဆိုတော့တစ်ခုဖြစ်တာနဲ့သူကမောဟကဥဆောင်တာဖြစ်တယ် မောဟရဲပီောရှ်မဲ့မှုအာရိကရဲအကြောင်းလမရှိမှုအနုတ္တပရဲပီောစိတ်တည်ငြ်မှုကင်းမှုဥဒိစ္စဆာအောက်သူဖြစ်တိုင်းသူတို့ကပါနေတယ်တမန်ပါဗျာအောက်သူရဲ့ဆွမ်းအားတွေကလှုပ်ဆောင်မှုသာကွဲတော်လဲအတွင်းစိတ်အနေနဲ့ကတော်တော်ကိုသူတို့ကဟိုအဆိုးခြင်းသွားတူညီကြတယ်ပေါ့လေတမန်ပါဗျာဟိုဟာကြတော့ဒါနသီလဘာဝနာကြတော့အကောင်းချင်းမတူတမန်ပါဗျာဒီကတော့အဆိုးခြင်းတူကြတယ်ပေါ့နော်တမန်ပါဗျာ အဲ့ဒါကြောင့်မို့လို့ဒါပဲမှတော့ဒီလိုခွဲခြားပြီးတော့ဖော်ပြထားတာမရှိဘူးအဲဖုံဖုံရဲ့အမြင်နဲ့ပြောပြတာပါတင်ပါတယ်လူတွေရဲ့သဘာဝအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်တင်ပါအဲ့ဒါဆိုတော့ဒါတွေဟာအကြောင်းဖြစ်နိုင်တယ်ပေါ့နော်တင်ပါဗျာအဲ့ဒါဆိုလို့ရှိရင်တပြေတော်အနေနဲ့ခုနဖျားတောက်ရေကတ်တာဒီဖျားရွှေချတာသူများကိုလှူတာဟိုစေယုံတို့ဘာလို့မှလှူတာဒီသွေးလှူတာဘာညာသူများကိုဒီမော်တော်ကားအသုံးဆောင်လို့အိမ်တို့ဘာလို့ပေးတာအစား ဲ့လိုကုသိုလ်ကောင်းမှုပြုခဲ့တဲ့ဥစ္စာတွေကိုညားမှတပည့်တော်တို့ကကြီး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 လှုပ်ထားမှတပည့်တော်ကတွေးပြီးတော့ပီတိဖြစ်တင်လာဒါမှမဟုတ်သေးမွားလှုပ်ထားတာတွေရောတွေးပြီးတော့ပြန်လဲပြီးတော့ပီတိဖြစ်စင်မှာလားရှင်ဖေ။မှန်ပါပဲရှင်ဖြစ်ကိုလှုပ်တဲ့ဟာကိုလူတယောက်ကိုထမင်းလေးတနတ်လေးကျွေးလိုက်ရတာပဲဖြစ်ဖြစ်သူတကယ်ကိုဆာလောင်မောတဲ့နေတဲ့ချိန်လေးမှာမုံလေးတစ်ဆက်ကျွေးနေရတာဖြစ်စေသူ့အတွက်ကြည့်ပြီးတော့အလုံးဟာကုသိုလ်လှုပ်ထားပီတိဖြစ်တင်ပါတယ် တင်ပါဗျာပန်းလေးတစ်ပွဲလှူတာပဲဖြစ်စေကိုယ့်ရင်ထဲနှလုံးထဲမှာจิตနာအာရမှုနဲ့ပီတိဖြစ်တင်ပါတင်ပါဗျာကုသိုလ်ကောင်းမှုဆိုတာပီတိဖြစ်နေတူပွားလေးပဲသူတင်ပါဗျာနော်တပြည့်တော့အစားတော်ကထင်တာကြတော့ဒီသေးသေးလေးလှူပြီးတော့ပီတိသွားဖြစ်နေလို့ရှိရင်ဒါဟိုဖဲမဖြစ်ဘူးပေါ့အရှင်ဗျာကုသိုလ်ဆိုတာဒီပစ္စည်းဥစ္စာဆိုတာကအာယုံပြုเสียတခုအနေနဲ့ဒါပြောရတာတင်ပါဗျာအသေးဖွဲလေးပေါ်မှာကိုယ်စိတ်ကရဲ့စွိုင်းတတိ ကြီးမားနေတယ်ဆိုလို့ရှိရင်လည်းအမဓမ္မအစွမ်းတတ္တိထက်ပါတယ်အစွမ်းတတ္တိပေးတာကအဲ့ဒီပန်းတပွင့်တို့ဒီကိုလှူတဲ့အလှူလေးကပေးတာမဟုတ်ပဲနဲ့ကျမပါသူဒီအလှူဝတ္ထုလေးကိုအကြောင်းပြုပြီးယဉ်နေဟဖြစ်ပေါ်လာတဲ့တရားတို့စေရနာတို့ရောဝီရိယတို့အဲ့ဆောင်အားတွေကအကျိုးပေးတာတမပါဗျာတမပါဥပမာတစ်ခုမယ်ဆလံတစ်ခုပြပြမယ်ဆိုရင်တမပါဗျာမြတ်စွာဘုရားပြီးတော့မှတရားဟောတဲ့အခါမှာတမန်နတ်သားနှစ်ယောက် လာပြီးတော့တရားနာတယ်ထင်မယ်။တမန်ဆိုတာတော့သူ့လိုကိုယ်လိုနတ်သားလိုပဲပြောမှာဖြစ်တယ်မှာဗျ။အဲ့နတ်သားနှစ်ယောက်လာပြီးတော့တရားနာတယ်ထင်မယ်။ပထမတော့တူတူထိုင်းနေကြတာပေါ့။နတ်သားတူကအိနကနတ်သားလို့ခေါ်တယ်။နတ်သားတူကအင်ကူရနတ်သားလို့ခေါ်တယ်။သူတို့နှစ်ယောက်ဟာနတ်သားဘွားချင်းတူတယ်။ထင်မှာဗျ။သို့သောသူတို့လုပ်ခဲ့တဲ့ကုသိုလ်ချင်းကိုကြည့်လိုက်မယ်ဆိုရင် အင်ကူရနတ်သားကအလှူကြီးပေးခဲ့တာတော့ ခိန်နဲ့ကြာတယ်အကုန်ကြာတယ်လေအများကြီးပဲတမန်ပါဟာဒါနကောင်းမှုတွေသူအကြီးကျယ်လုပ်ခဲ့တယ်နှစ်ချီပြီးတော့ကို အလှူဒန်းကြီးပေးခဲ့တယ်သို့သောသူအလှူပွဲကိုလာစားတဲ့ပုံကိုတွေကကိုချင်းသီလမရှိကြတဲ့ပုံကိုတွေပေါ့နော်လူရဲစားတော့တဲ့ပုံကိုမျိုးတွေပေါ့သူအနေနဲ့ကတော့သရာနဲ့ပဲကျွေးတာနောက်တစ်ခါအိနကနတ်သားကတော့ရဟန္တာဖြစ်တဲ့ရှင်နုရောဓကြွလာတဲ့အချိန်မှာ ရှင်တွေကတရားဆောင်အားနဲ့ဆုံးလေးတဆုံးလောင်းခဲ့ဘူးတဲ့အဲ့ဒီကုသိုလ်နှစ်ခုကြောင့်အင်္ဂုရဏသာလည်းကျွေးမွေးလှူဒန်းခဲ့တဲ့ဒါနကုသိုလ်ကြောင့်နှပ်ဖြစ်တယ်တမန်ပါအင်္ဂကနသာလည်းအဲ့ဒီကုသိုလ်ကြောင့်နှပ်ဖြစ်တယ်တမန်ပါသို့သောသူတို့နှစ်ဦးရဲ့အကျိုးပေးခြင်းကြတော့ဒါကွာသွားတယ်တမန်ပါပြောမယ်ဆိုလို့ရှိရင်ဆုံးလေးတဆုံးနဲ့လှူတဲ့လူကဘာလို့တာအားမှာလဲတမန်ပါဗျာနှစ်ပေါင်းများစွာအလှကြီးပေးပြီ လူပေါင်းများစွာကိုကြွေးမွေးခဲ့တဲ့ပုဂ္ဂိုလ်ကြတော့သူကသူ့လောက်အသာဘယ်လို क्वे ပြသွားတော့ဆိုဗိဓမာတရားနာဖို့ကုန်ရှိတည်ရှိနတ်တွေတကူကြည့်တဲ့နတ်တွေရောက်ရောက်လာတဲ့အခါမှာအင်ကုရဏသာကရှေ့ကိုမထိုင်ရဲဘူးသူ့ဘာသူကိုမထိုင်ရဲလို့ဆုတ်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 သွားတာမြတ်စွာဘုရားနဲ့ဆနေယူဇနာလောက်ဝေးတဲ့အရာကျမှသူထိုင်လို့ရသွားတယ်အင်ကုရဏသာကတော့ဆွန်းတစွန်းလှူပြီးနတ်ဖြစ်တဲ့သူကတော့ ူရင်ထဲဆွမ်းအားကြောင့်မလို့သူရဲ့ကုသိုလ်ကောင်းမှုဟာအရှိန်ဝါကြီးတယ်ရှိန်ဝါကြီးသည့်အတွက်ကြောင့်သူကရှေ့တန်းနေရာမှာသူနေရဲတယ်ပေါ့နေနိုင်တယ်ပေါ့အဲ့လိုကွာခြားတာဟာဘာကြောင့်ကွာခြားရုံဆိုရင်အလှကံပုဂ္ဂိုလ်ကိုဆွဲပြုတ်ပြီးတော့တရာဆွမ်းအားခြင်းကွာသွားတယ်လို့ဟိုကလူရဲ့စားတော့တဲ့လူတွေကိုချီးပြီးသူတရာပိတိယဖြစ်နေတယ်ပေါ့တင်ပါဗျာ ဒီဟာတကယ်ယဟနာပုဂ္ဂိုလ်ကြီးကိုလှူလျားတယ်ဆိုရင်ရေနရတရာတို့ပီတိတို့အပူများတယ်တမန်ပါဗျာတမန်အဲ့ဒီတော့အလူဝတ္ထုနဲ့တိတ်ပြီးတော့မသက်ဆိုင်ဘူးရင်ထဲကတရာဆောင်အားနဲ့ပီတိတွေနဲ့ရင်ထဲမှာဖြစ်တဲ့ဟာတွေပို့ပြီးတော့ရေးကြည့်တမန်ဒါကြောင့်မို့ဘလောက်ဖယ်လှူလူကိုယ်ရင်ထဲကတရာဆောင်အားကြည်မဖို့တော့လိုအပ်တယ်ပေါ့နော်စေရနာတို့တရာတို့ပြီးတော့ကိုယ်လှူတဲ့အလှကပုဂ္ဂိုလ်ဟာဖះတို့ယဟနာတို့လို့ဆိုရင်တော့ပို့ပြီးတော့ဆွမ်းထက်မှာပေါ့တမန်ပါဗျာဘာကြောင့်ဆွမ်းထက်တာတော့ဆိုရင် ရှင်နေရတရားဖြစ်ဖို့ရပို့ပို့ပြီးတော့ခွင့်ရေးကောင်းတယ်ပေါ့နော်တင်ပါဗျာအလူတို့ကိုအကြောင်းပြုပြီးတော့လည်းရှင်နေရတရားဖြစ်တတ်တယ်အလူကံပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ရှင်နေရတရားဖြစ်တတ်တယ်တင်ပါဗျာဘယ်ဟာကပဲအကြောင်းပြုပြုနဲရမြားရာအဓိကမဟုတ်ဘူးကောင်းတဲ့ညံ့တာလည်းအဓိကမဟုတ်ဘူးမြတ်စွာဘုရားဟောထားတယ်လှူတဲ့တန်းတဲ့အခါမှာတလေးစစလှူတာတို့ကိုယ်တိုင်လှူတာတို့စိတ်ထဲကတကယ်ကိုမုံမုံမြတ်မြတ်ထားပြီးတော့လှူတာတို့ဘယ်ကောင်းမှုပဲဖြစ်ဖြစ် ကောင်းကျိုးချမ်းသာဟာရလာမှာပဲဆိုတော့အသိပညာနဲ့လှူတာတို့အဲ့ဒါမှတမိုးချီတယ်လို့သူတို့ဟောတယ်တင်ပါဗျာပစ္စည်းဝတ္ထုကအဓိကမဟုတ်ဘူးနေရမြရတယ်အဓိကမဟုတ်ဘူးတင်ပါဗျာလို့ဟောတယ်အဲ့ဒါဆိုတတိယတော်တို့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေရောထပ်ခါတလဲလဲတွေးတောပြီးတော့ပီတိဖြစ်တယ်မှာလားရှင်ဗျာဖြစ်တယ်ဖြစ်တဲ့နဲ့ဖြစ်လဲဖြစ်ဖြစ်တာကောင်းတယ်အဲ့ဒါကိုစာဂာနုတ္တိဘာဝနာလို့ခေါ်တာပဲတင်ပါဗျာပီတိဖြစ်ရမယ်ကိုလုံးတဲ့အလုပ်ကိုအမြဲတမ်းတတိယခြင်းအဖြစ်ထပ်မံတိုးပွားလာတယ်တို့တင်ပါဗျာဟုတ်